ားလုံးသောအမျိုးများမင်္ဂလာပါဗျ။ဒီကနေ့က1389ခုနှစ်သတင်းကြိုလာဇန်9ရက်ကမ္ဘာသုံးပြက်ကလေးနေ2025ခုနှစ်စက်တင်ဘာလ30ရက်အင်္ဂါနေ့ဖြစ်ပါတယ်ဗျ။ဒီကနေ့ဘုံဘုံဗာပြောချင်တာလဲဆိုတော့အခုလိုင်းပေါ်မှာပြောနေကြတယ်ဖင်လန်နိုင်ငံမှာရှိတဲ့မောင်မောင်တို့အဲနောက်တကထိုင်းမှာရှိတဲ့ဟောင်စီလို့ခေါ်တဲ့ငက်စီတို့ပြောနေကြတဲ့ဇာတ်တွေနောက်တကဘယ်မှမသိတဲ့မူးကြောင်ယူးကြောင်နဲ့အရင်မူးပြီးတော့တက်ပြောနေတဲ့လူတွေရှိတယ်ပေါ့ ြို့ချစ်တွေဘာလုပ်နေတာလဲမြို့ချစ်တွေနှုတ်ပိတ်နေတာလားနေပြည်တော်မှာဗလီကြီးစောင့်နေပြီခင်ဗျားတို့အဖဗလီကြီးစောင့်နေပြီမကန့်ကွက်ဘူးလားမရှုတ်ချဘူးလားခင်ဗျားတို့အဖလို့တော့ဘာပြောရဲလဲဆိုတော့ဖင်လန်မှာရှိတဲ့မောင်မောင်တို့ပြောထားတဲ့စကားတွေပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါဘုံဒီရက်ထဲမှာကျမကြီးလည်းမကောင်းလို့ဆေးပြဆေးစစ်နေတာနေလို့ပတ်သက်လို့ကျမကြီးမကောင်းတဲ့ဂျားတွေကနေအမျိုးဘာသာသာသနာတို့အလုံးလုံးနေတဲ့ရန်တန်ကားတို့ဒီလူပုဂ္ဂိုလ်တွေအများကြီးရှိပါနေပြီးတော့ဗလီနဲ့ပတ်သက်လို့ဆိုတဲ့စကားကိုခဏထားအောင် ဒေါန်ဆန်းစုကြည်လက်ထက်မှာကြတော့ဘာဖြစ်လဲအမျိုးဘာသာသာသနာပဲကွဲပြောက်သွားတော့မလို့လို့ကလားကြီးစိုးလာတော့မလို့လို့အိမ်ကဘုရားရှင်ပဲကွဲပြောက်သွားတော့မလို့လို့ဆိုတော့ဘုရားကျောင်းကိုလည်းဘုရားရှင်ကွဲပြောက်သွားတော့မလို့ဆိုတဲ့ပုံစံမျိုးတွေ live မှာပြောနေကြတာတွေအများကြီးအများကြီးရှိပါတယ်ဒါတွေကိုလည်းမြင်တွေ့နေပါတယ်ဒါပေမဲ့နေပြီးတော့မှမြို့သားကြီးဥဆောင်ဆရာတော်ရှိတယ်ရှောင်းကျောင်းတော်ကြီးဆရာတော်ဥပညာနော်ဥပညာတာမိရှိပါတယ်နေပြီးတော့မှရှိနေတဲ့လေဝေပြင်မနာနော်ရှောင်းကျောင်းတော်ကြီးမှာရှိတဲ့အောင်းကုန်းနေပြီးတော့ကောင်စီရှင်းမြုံနယ်မှာရှိတဲ့ အမျိုးဘာသာသာသနာဆောက်ရှောက်သူတွေကအများကြီးရှိပါတယ်ခင်ဗျားတို့ကလိုင်းပေါ်ကနေလိုင်းလေးဖွင့်အင်တာနက်ကလေးဖွင့်၅မိနစ်စာ၃မိနစ်စာလောက်ကလေးစကားလေးတက်ပြောရုံနဲ့ခင်ဗျားတို့တောင်းဝင်ကြည့်သွားပြီလို့ထင်နေတာလားဒါပေမဲ့လိုင်းပေါ်ကပြောတဲ့လူတွေကိုလည်းကျုပ်တို့ကနေပြီးတော့အမျိုးဘာသာသာသနာနဲ့အတိုင်းပြည်အတွက်လိုအပ်လို့ပြောလာပြီဒီလူတွေလည်းကျေစုတင်တယ်ကျေစုမတင်လို့ပြောနေတဲ့ဇာတ်ကားတွေမဟုတ်ဘူးเนาะကျွန်တော်တို့ line ဘောကပြောနေလုံတော့လည်းမပြောဘူးဒါကတကယ်မြေပြင်မှာဖြစ်နေတဲ့လက်ရှိပကတိအနေအထားအဲ့ဒီနေပြီးတော့မှ စောင့်လုံမယ်ဆိုတဲ့ဗလီနဲ့ပတ်သက်ပြီးတော့နေပြည်တော်မှာရှိတဲ့အမျိုးသားရေးဆရာတော်တွေအမျိုးသားရေးလူပုဂ္ဂိုလ်တွေအဲရန်ကုန်မှာရှိတဲ့အမျိုးသားရေးဆရာတော်အမျိုးသားရေးလူပုဂ္ဂိုလ်တွေမြန်မာတပြည်လုံးမှာရှိတဲ့အမျိုးဘာသာသာသနာချစ်မြတ်နိုးတဲ့မျိုးချစ်တွေကဘယ်တော့မှမျိုးလုံးတွေမှိတ်နားတွေပိတ်မနေပါဘူးခင်ဗျားတို့စိုးရိမ်နေဆိုတာထက်မျိုးချစ်တွေကပို့ပြီးတော့စိုးရိမ်နေပါတယ်ခင်ဗျားတို့အလုံးလုံးနေတယ်ဆိုတာထက်မျိုးချစ်တွေကပို့ပြီးတော့ဆယ်ဆမို့အစတရာအလုံးလုံးနေပါတယ်ခင်ဗျားတို့စိုးရိမ်နေဆိုတာမျိုးချစ်တွေအေးအေးဆေးဆေး အမျိုးသားအသမာတွေအမျိုးသားဆရာတော်တွေအေးအေးဆေးဆေးနေလောက်တဲ့အဆင့်ပဲရှိပါတယ်နော်အဲ့နေပြီးတော့ပြင်မလားမြို့ချစ်လူငယ်များအဖွဲ့ဆိုပြီးတော့စာရီလိုင်းပေါ်မှာတက်လာတယ်ခင်ဗျားတို့ဓာရီမမြင်ညအောင်ဆောင်ပြီးမြို့ချစ်တွေကိုမျက်လုံးစုံမိတ်ရှိသမျှအပေါက်အကုန်ပိတ်ပြီးတော့ခင်ဗျားတို့ဆဲကျင်ဆဲပြောချင်းပြောဆိုချင်းဆိုလုပ်နေကြတယ်နောက်တစ်ခါရှင်းအောင်ကြောင်းတော်ကြီးဆရာတော်နေပြီးတော့မြို့သားရေးအဖွဲ့တွေရန်ကုန်မြို့သားရေးအဖွဲ့တွေဒီပလီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်ပင်နေတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီမန်သမျှဒီသမရာကြီးဦးသိန်းစိန်လက်ထက်2014 2013လောက်မှာသန္တနာရေးဒုဝင်ကြီးကနေပြောသွားတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီတွေဒီတလုံးမှာတရားမဝင်အဲ့တော့တရားမဝင်တဲ့ဗလီတွေကိုလည်းတစ်ချိန်မှာဟိုက်မြမမြေပေါ်တွေမဟုတ်ကမ္ဘာမြေပေါ်ကပါမောက်ထုတ်ပြရမယ်ဥပဒေနဲ့အညီဥပဒေနဲ့အဲလောက်ထားတဲ့ဟာတွေတရားဝင်နေဆိုတဲ့ဟာတွေဆိုရင်တော့ဒါလက်ခံလို့ရတယ်ပေါ့နော်အဲဥစဉ်တော့ကမွတ်စလင်တွေကိုမုန်းနေလို့လုပ်နေတာမဟုတ်ဘူးဗလီတွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးအစ္စလမ်တွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးဒါပြင်မဲ့တရားမဝင်ဥပဒေမဲ့လုပ်နေတဲ့အရာတွေကို ဦးဇင်းတို့ကဥပဒေနဲ့အညီဆောင်ရွက်နိုင်အောင်လို့အများအန်းစောင့်ကြည့်နေတာဖြစ်တယ်အများအန်းလှုပ်ဆောင်နေတာဖြစ်တယ်နောက်တကားဒီနိုင်ငံတော်အဆင့်နိုင်ငံတော်ဝန်ကြီးချုပ်အထိနိုင်ငံတော်သမ္မတဒီတမတော်ကာကွယ်ဦးစီးချုပ်အထိစာတင်မှုစာတွေလည်းစီထားတာတွေရှိပါတယ်အစည်းအဝေးတွေလည်းထိုင်ထားတာတွေရှိပါတယ်မင်းတို့ကမျိုးချစ်တွေဘာမှမလုပ်ဘူးဆိုအင်တာနက်ကလေးဖွင့် line လေးကောက်တင်3မိနစ်စာလောင်လေးစကားပြောအဟုတ်ကြီးလုံမနေနဲ့အောက်မှာကြီးကြီးတဲ့သူတွေเนาะ ဟို viewer တွေများတယ်ဆိုပြီးတော့မင်းတို့တွေကိုကိုကိုအဟုတ်ကြီးထင်မနေကြနဲ့မြို့ချစ်တွေကဘယ်တော့မှငြိမ်းမနေဘူး2013ခုနှစ်အော်တိုဘာလ15ရက်နေ့မှာမြို့ချစ်တွေဘာလုပ်ခဲ့လဲမင်းတို့ပြောပြမယ်နော်ပြောပြမယ်မင်းတို့မြို့ချစ်တွေကိုဖင်ပိတ်ပြီးတော့ညင်မျိုးလုံးပိတ်ရှင်းသမျှအပေါအကုန်ပိတ်ပြီးတော့ညင်နေဆဲနေတဲ့ကောင်လေးတမနာကြီးဦးသိန်းစိန်လက်ထက်ပေါ့အဲဒီအချိန်တုန်းကနော်အဲဒီကဘာမှရှိတဲ့အာရဗ်ကဘာပေါ့ဗျာအစ္စလာမစ် အစ္စလာမစ်တွေတည်တံဖွဲ့ထားတဲ့ဟို OIC ပေါ့ Organization Islamic Conference လို့ခေါ်တဲ့ OIC 58နိုင်ငံအဲ့ဒီအချိန်မှာဆီးရီးယားနဲ့နောက်တခါပါလက်စတိုင်းနဲ့အဆင်မပြေတဲ့အတွက်ဒီနှစ်နိုင်ငံကိုရပ်ဆဲထားတယ်အဲ့ဒီလိုအချိန်မျိုးမှာဘာလုပ်ကြလဲမြန်မာပြည်မှာအဲတဲ့မြန်မာပြည်မြန်မာပြည်ရဲ့ရခိုင်ပြည်နယ်မှာ OIC ရုံးစောက်ချင်တယ်လို့သမားကြီးဦးသိန်းစင်လက်ထက်မှာကမ်းလှမ်းတာရှိတယ်။အဲဒီအချိန်မှာမြို့ချစ်တွေအမျိုးသားရေးသမားတွေရန်တန်ကားတော်တွေကရန်ကုန်မြို့မှာ နော်ကိုစီကိုစားပြီးတော့ကိုအလုပ်တွေအပြက်ကန်ကိုဘွားတွေအပြက်ကန်စာဝါတွေအပြက်ကန်စာရင်ကျောင်းတွေအပြက်ကန်ရိတ်တာတွေအပြက်ကန်ပြီးတော့နော်ရှုဒဂုံဖရာအရှိတ်မုတ်ကနေပြီးတော့စူးလေချီချီတက်ကြတယ်နော် no oic နော်မြန်မာပြည်မှာ oic ရုံးဆောက်ခွင့်9နှစ်မပြောနဲ့9မိနစ်50စက္ကန့်အောင်ခွင့်မပြုပါဘူးဆိုပြီးတော့2013ခုနှစ်အော်တိုဘာလ15ရက်နေ့မှာထောင်ကြရင်ကြပါစီဆိုပြီးတော့မြို့သားရဲသမားတွေမြို့သားရဲရန်ရှင်လူတွေက ဥဆောင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်အဲ့ဒီအတွေ့နိုင်ငံတော်တမရိုင်းဥသိမ်းစိန်ကနေပြီးတော့ဗာပြောလဲညနေ6နာရီသတင်းမှာပြည်သူ့ဆန္ဒသဘောထားနဲ့မကိုက်ညီပါသဖြင့်မြန်မာနိုင်ငံ၌ OIC ရုံးစောက်ခွင့်လုံးဝမပြုတ်ပါတဲ့ OIC ဆိုတာမွတ်စလင်နေ58နိုင်ငံဖွဲ့ထားတဲ့နိုင်ငံနေနော်ဘာကြောင့်ဖွဲ့ထားလဲအဲ့ဒီတမန်ကြောင့်တိလာဟမ် Israel နဲ့ Palestine 6ရက်ကြာဆစ်ဖြစ်ကြတယ်ဆစ်ဖြစ်ကြတဲ့အချိန်မှာ Palestine ကမွတ်စလင်တွေလေ Islamic တွေကြီးပဲသူတို့ Israel ကိုနိုင်ရအောင်ရှုံးကြတယ် ချောင်းရကြစစ်ပွဲဖြစ်ပြီးရှုံးနေတဲ့အချိန်မှာငါတို့မွတ်စလင်တွေအချင်းချင်းမွတ်စလင်အဟွာပေါ့ organization islamic conference လို့ခေါ်တဲ့မွတ်စလင်သွေးစည်းညီညွတ်ရေးအဖွဲ့ကြီးကိုဖွဲ့လိုက်ကြတာသိလားစီရစီရစီဝါရေးကျမ်းမာရေးလူမှုရေးပညာရေးစီရစီရငါတို့မွတ်စလင်တွေဟိုတနိုင်ငံနဲ့တနိုင်ငံမွတ်စလင်နိုင်ငံနဲ့တခြားနိုင်ငံတွေနဲ့ဖြစ်ခဲ့မယ်ဆိုရင်အစစအရေးအဖက်ဘက်ကကုညီရအောင်လို့ဆိုတဲ့ ओ ဒီ OIC ဆိုတဲ့အဖွဲ့ကြီးကိုဖွဲ့စည်းခဲ့တာ အဲ့ဒီလိုတမရိုင်းဦးသိန်းစိန်လက်ထက်မှာလည်းအမျိုးဘာသာတာသနာနဲ့ပတ်သက်ပြီးလုပ်ခဲ့တယ်။ဒေါ်စန်းစုကြည်လက်ထက်မှာလည်းအမျိုးဘာသာတာသနာနဲ့ပတ်သက်ပြီးတော့ဟိုလုပ်ခဲ့တယ်။ဒေါ်စန်းစုကြည်လက်ထက်မဟုတ်ပါဘူး။ဒေါ်စန်းစုကြည်လက်ထက်လို့ပြောရင်လည်းရိုင်းတယ်။နောက်တမရိုင်းဦးဝင်းမြင့်တို့ဟိုတမရိုင်းဦးထင်ကျော်တို့လက်ထက်မှာလည်းဒါလုပ်ခဲ့တယ်ပေါ့နော်။ဟောနောက်တခါဒီအဲဒီနာဆာကအစိုးရအခုလက်ရှိတပ်မတော်ကာကွယ်ရေးအဦးစီးချုပ်အစရှိတဲ့ဒီအစိုးရလက်ထက်မှာလည်းဒီအမျိုးသားရေးဆရာတော်တွေက ဒီကိစ္စတွေကိုနှောင့်နှေးမနေပါဘူးလက်ပိုက်ပြီးတော့ကြည့်မနေပါဘူးနေပြီးတော့ဘလူးကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ခေါင်းခဲတယ်ဆိုတာတဲ့အမျိုးသားရေးသမားတွေပို့ခေါင်းခဲတယ်ခင်ဗျားတို့ပူပန်နေဆိုတာတဲ့အမျိုးသားရေးသမားတွေအမျိုးသားရေးဆရာတော်တွေရင်ဘက်ထဲမှာပြာကြနေပြီနော်အဲခင်ဗျားတို့စိုးရင်နေဆိုတာကခင်ဗျားတို့ကစိုးရင်ရင်ဘက်မရောက်သေးပါဘူးယာကျတို့အမျိုးသားရေးဆရာတော်တွေကျတို့အမျိုးသားရေးလူပုဂ္ဂိုလ်တွေစိုးရင်နေအစိုးရင်ကနော်တော်တချင်းနေရလို့ပေါ့အတိုင်းထက်အလွန်ကိုဖြစ်နေပါပြီနော်လိုရလို့မျိုးပါသာသန္တနာတွေလိုရလာရေး အသက်ပေးမဲ့လူတွေအယို CO ထိုးမဲ့အဖွဲ့တွေအများကြီးရှိပဲဒါကြောင့်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ကိုမောင်မောင်ခင်ဗျားပြောတဲ့စကားတွေကိုတိတ်ပြီးတော့အပြောမစောနဲ့လောမကြီးနဲ့စကားကိုကြည့်ပြောခင်ဗျားတို့က2020 2021မှာဟိုလိုင်းပေါ်ကနေပြီးတော့ဟို လူကြီးများပြီးတော့ဆယ်လီဖြစ်လာတဲ့လူတွေနော်ဟိုလိုင်းပေါ်ကနေပြီးတော့ဆယ်လီမဟုတ်ဘဲနဲ့အမျိုးဘာသာသာသနာအတွက်ပေးဆက်ပြီးလှုပ်ဆောင်နေတဲ့လူပုဂ္ဂိုလ်တွေရမ်းပုဂ္ဂိုလ်တွေကအများကြီးရှိတယ်။ဘိုင်းပေါ်မှာတော်ရှိုးတက်မပြောဘဲနဲ့ တက်မပြောဘဲနဲ့ဟိုဘဝပြက်အကန်အချင်းကုန်ခံမိသားစုဦးတွေရဲ့စာဝင်နေတဲ့အစ်မပြေတာတွေတွေကိုမကြည့်ဘဲနဲ့ကို့မျိုးပါသားသားနဲ့ကြည့်ပြီးလုံနေတဲ့လူတွေတပေါ်ကြီးရှိတယ်အဲ့တော့ခင်ဗျားတို့စကားတွေစွတ်စွတ်မပြောနဲ့မပြီးဘဲနဲ့စွတ်စွတ်မပြောနဲ့နော်ခင်ဗျားတို့ပြီးပါမှနေတာလောလောဆယ်မှာခင်ဗျားတို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်အမှန်ပါပါလို့ဖန်ခံရမယ်ဆိုရင်ခင်ဗျားတို့ဟာလောလောနဲ့ခင်ဗျားတို့လောလောဆယ်မှာဖန်လို့မရသေးဘူးဗျကျတို့ဒီမှာကြတော့တခုခုမှားသွားပြီဆိုတာနဲ့ ဖန်ခံရမယ်ဆိုရင်လွတ်လွတ်လပ်လပ်ကျုပ်တို့ဖန်ခံမှာကြောက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးနော်တိုင်းပြည်နဲ့အမျိုးဘာသာသာသနာတွေထောင်ကြမှာမကြောက်ဘူးကျုပ်တို့ကအမှောင်ကြမှာပဲကြောက်တဲ့သူတွေနော်လူမုံမှာမကြောက်ဘူးကံမုံမှာပဲကြောက်တဲ့သူတွေနော်အဲ့တော့ကျုပ်တို့ကတကယ်အမျိုးဘာသာသာသနာနဲ့စိတ်ရှိတဲ့ရဟန်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြောက်အောင်လည်းနေရတယ်ကိုလိုချင်တဲ့ပန်းနိုင်ကိုလည်းရောက်အောင်သွားဖို့လိုတယ်အဲ့တော့ပြဿနာကအကြီးကြီး အချင်းချင်းဖြစ်နေတဲ့ကိစ္စကိုလွယ်လွယ်လေးနဲ့သွားပြီးတော့ထမင်းသားရေတော့သွားပြီးတော့လုပ်လို့မရဘူးငါပြောသည်အခွန်နှွာစားသလောက်မလွယ်ဘူးဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တိဖို့လိုတယ်အဲ့ဒါကမောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တိုင်းမှာရှိတဲ့အများကဟောင်းနေတဲ့ဟောင်းစီအဲနောက်တကမူးကြောင်ကြီးကြောင်နဲ့အသက်50 60လောက်ရှိတဲ့ဟိုတက်ပြောနေတဲ့အဲတကတစ်ယောက်ပေါ့နော်အေးအဲ့ဒီလူတွေတိဖို့လိုတယ်အားလုံးအားလုံးတိဖို့လိုတယ်နော်အေးတိတ်မအားသေးလို့ကမအားသေးလို့ဒါပေမဲ့ ဘုန်းဘုန်းတို့မျိုးသားရေးဆရာတော်တွေမျိုးသားရေးလူပုဂ္ဂိုလ်တွေမျိုးဘာသာသာသနာနဲ့ပတ်သက်လာရင်အားလုံးကအာအာမအာအာဘဝတွေအသက်တွေပြေးပြီးလောက်ကြမှာနေပြီးတော့ဘလီကိစ္စနဲ့ပတ်သက်လို့ခမရတို့တွေလိုင်းမမတက်ပြီးတော့လူတင်ကြီးအောင်အတန်ကောင်းဟင့်နေတဲ့လူတွေတက်ကျုပ်တို့လိုင်းမမတက်မအော်ပဲနဲ့လုံနေတဲ့လူတွေကပို့ပြီးတော့နေပြီးတော့ဘလီနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရင်ပူပန်မှုတွေရှိနေပါတယ်ခမရတို့တွေဆယ်ဆပို့ပြီးတော့လှုပ်ဆောင်နေဆိုတာဟုတ် မအားတဲ့ကြားနေခင်ဗျားတို့ခဏလေးတော့ဒီနေရာနေပြောလိုက်တယ်ကဲအားလုံးသောမြန်မာပြည်သူပြည်သားများကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲကြီးလဲအောင်မြင်ပါစေမြန်မာပြည်ကြီးမှာလည်းအရမဝါဒတွေကြဆုံးပါစေအရမဗတ်တော်သားတွေကြဆုံးပါစေအမှန်တရားကသာနိုင်ပြီးတော့အမှန်တရားတွေစုမှုပြီးတော့မြန်မာပြည်ကြီးထာဝရဘေးမတန်အေးချမ်းကြပါစေလို့ဒီနေရာကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်